အင်ရှိကိုဆွဲထုတ်ပြီးတော့တသက်နဲ့ပြစ်တာတော့အကြောင်းဖွင့်လို့အကြောင်းဖွင့်လို့အဲ့လိုပဲအနေအထားအနန္တပါတီမှာသူစဖြစ်နေဆိုတော့ဒီဟာခင်ဗျာအပေါ်ကလူက policy ပြဲချတာလေအောက်ကတန့်နေအခုစနေပြီပေါ့အဲ့တော့ဘာလဲအဲ့သူကအကြောင်းမဖွင့်စေချင်ဘူးအကြောင်းဖွင့်နေဟာအကြောင်းဖွင့်တာနဲ့ခင်ဗျာအဲ့လောက်ပြေးတန်းချရလားဗျာ anti party နာမည်ပြီးတော့ဖျက်ပလိုက်မင်းတို့ပြောသလို anti party ဖျက်သိမ်းနေဖျက်သိမ်းနေ anti ဆိုတဲ့နာမည်လုံးဝမတော်တော့ဘူးမင်းတို့ထင်တာမင်းတို့ကြံ့ဖို့တရားဝယ်နိုင်မယ်မင်းတို့ကြံ့ဖို့ကိုပြည်သူထောက်ခံလာမယ်မင်းတို့အဲ့လိုထင်တာလား ဟယ်လို Charity Mobile Pituni ကိုမော်တော်မများအားလုံးပဲမင်္ဂလာပါ Newsbit Channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ18ရက်နေ့ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာနောက်ဆုံးရရှိထားတဲ့တလန်တဲ့တင်ထူးတင်ငုံများဆောက်ရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်နဲ့တူဆောက်ဆောင်ကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ခါတိုင်းလိုပဲဒီနေ့ညမှာဆိုတော့တလန်ရဲ့ဘော်တရားနဲ့ပြန်မယူဆောင်လာပေးတဲ့တင်ငုံတွေများဆောက်ရှိတာပဲဖြစ်ပါတယ်အယုံဆုံးနေနဲ့ကျွန်တော်တလန်တဲ့တင်တူလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတဲ့တင်တဲ့ဘိုးအနေနဲ့ကတော့ကချင်ပြည်နယ်ဖားကမြို့ချမ်ပက်စကောင်စီနဲ့ KI ပူးပေါင်းတပ်ဖွဲ့ဝင်တွေကြား တပွဲတွေပြင်းထန်နေပြီးတော့မှတပွဲအတွင်းစစ်ကောင်စီဘက်ကအရာရှိတချို့ပါဝင်တေဆုံမှုများပြတဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဒီမနေ့မော်စီဇာဖျားကုန်းကစစ်ကောင်စီတွေကို KA နဲ့ PDF တွေကတွားရောက်တိုက်ခိုက်ခဲ့တဲ့အချိန်မှာသူတို့ဘက်ကအထိခိုက်တေဆုံများတယ်။သူတို့ဘက်ကအကောင်ကြီးကြီးတကောင်လဲတည်တယ်လို့သတင်းကြားတယ်ဆိုပြီးတော့မှ KA စေရေးသတင်းမိကလည်းပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။လောလောဆယ်တော့ဖားကမ်းမှာနနေရတိုက်ပွဲပြင်းထန်တယ်။ဒီမိုကောင်းအခြေဆက်အမှတ်၃ချီလင်းတက်မဟာအဲ့ဒီစစ်ကြောင်းကဖားကမ်းရောက်လာကြတဲ့ကတက်မဟာမှုဗိုလ်မှူးချုပ် ဇော်လက်ဦးဆောင်တဲ့စစ်ကြောင်းရောက်လာကြတဲ့ကနေပြီးတော့မှအဲ့ဒီစစ်ကြောင်းကဖားကန်ပြည်သူအယောက်30ကျော်ဝင်နေစစ်တပ်ပြတ်ထားပြီးတော့မှလောလောဆယ်ဖားကန်ပြည်သူတွေကအဲ့ဒီစစ်ကြောင်းရောက်လာတဲ့အတွက်စိုးရင်ထိလန့်နေရတယ်အဲ့ဒီစစ်ကြောင်းရောက်လာကြတဲ့ကဖားကန်ကကြောက်စင်းလုတ်ခွက်ကုမ္ပဏီတွေမိရှို့တယ်ပြည်သူတွေကိုတပ်ဖြတ်တယ်ချမ်ပီယံမိုးတွေနေတိုင်းလုဆောင်နေတယ်ဆိုပြီးတော့မှကြာရေးစေရေးတတိမြေကနေပြီးတော့မှဆက်လက်ပြောကြားထားတာပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်ရေးစစ်ကြောင်းရောက်လာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းတွေဟာဆိုတော့ခုဆိုရင်တော်လန်ရဲဘော်တွေရဲ့ ပြက်ရှင်လေးတုတ်တင်ချင်းတွေကိုခံရတာမလို့မကြခင်မှာတော့ကျွန်တော်တွေနဲ့မော်စီဇာတွဲမှာတွေးဆနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအပြတ်ချိန်မုံတိုက်ခိုက်တော့မှာပဲဖြစ်ပါတယ်။ကဲ PDF ပုံတပ်ဖွဲ့ဝင်တွေကတော့အခုဆိုရင်စကားခါနဲ့စစ်တပ်ကိုပြက်ချိန်မုံတိုက်ခိုက်ဖို့ကြိုးစားနေတဲ့ချိန်မှာပဲတပ်ဖွဲ့မှာဖအားကမြို့နယ်မှာရှိတဲ့ပေါ့နော်။ကျွန်တော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစစ်ကြောင်းတွေကိုတပ်ဖွဲ့ပြီးတပ်ဖွဲ့ပြန်ပြေးတော့မှရှင်းလင်းမှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့ ရော်ဒီတန်းရေကြီးမြို့နယ်ရေနတာစစ်ဆေးရေးဂိတ်မှာစစ်ကောင်စီကနေပြီးတော့မှအင်အားလုံးရင်းနဲ့ခန်းဆက်ပြင်ဆင်မှုတွေလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အမြောက်တကြပြီးတော့မှ Guava ကနေပါအေးတပ်ဖွဲ့ဝင်တွေဝူလာမှာဆိုးတဲ့အတွက်ရေနတာစစ်ဆေးရေးဂိတ်ကိုအင်အားလုံးရင်းပို့ပြီးတော့မှခန်းဆက်ပြနေတယ်။အမြောက်တထဲကိုလည်းလူရင်းရတွေထပ်ပွန်းနေတာရှိတယ်။လေကြောင်းပစ်ကိုလည်းတောက်လျှောက်ပေးနေတယ်ဆိုပြီးတော့မှ Every Time သတင်းမြင့်ကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။စစ်ကောင်စီအရဆိုရင်တော့အမြောက်တန်းနီးမှာလေကြောင်း drone နဲ့စစ်တပ်လေထီတွေတုံးပြီးတော့မှဘုံကျက်တက်ခဲမှုတွေလုပ်နေပြီးတော့မှမြေပြင်စစ်ကိုတွေပါပြန်လည်းပို့ဆောင်နေတဲ့အတွက် တော်လိုင်းတက်တွေရဲ့ထိုးစစ်တွေဆိုရင်အဆုတ်သက်ရှိနေတယ်လို့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။အမြောက်သက်၃လေးလေးမကြရဲ့အခုဆိုစစ်ကောင်စီဘက်ကနေပြီးတော့မှကာကင်းစခန်းတွေဆောက်လုပ်ပြီးတော့မှပေါ့နော်လုံချွေးသွင်းမြင်ထားတာမလို့ A နဲ့ PDF ပေါင်းတဖို့တွေရဲ့မာဗျူအချာချာထိုးစစ်တွေဆိုတော့ဘယ်လိုမျိုးကွက်လက်လာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်ဆုံးချက်မှဖြစ်ပါတယ်။အခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရာဝတီတိုင်းထဲမှာသူတို့စစ်ရှုံးနေတာကိုပေါ်တင်ဝင်ခါလာကြတာဖြစ်ပြီးတော့မှမကြခင်မှာအားလုံးမျှော်မှန်းထားတယ်ပေါ့နော်။ရာဝတီတိုင်းလူမျိုးနိုင်ဖို့အတွက်လမ်းစာတွေပွင့်လာပြီးပဲဖြစ်ပါတယ်။ ျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြံမာကတော့ရဲဘော်ရှင်လျားတင်ပြီးတော့မှကြောက်ဖြူမျိုးတင်းတဲ့ဘက်မှာ AES sniper လက်ချက်နဲ့ပဲမျိုးစာဖြစ်တော့တဲ့စစ်ကောင်စီရဲ့အရာရှိဘူကြီးဘူမှုတွေများစွာရှိနေတယ်ဆိုတဲ့အကြောင်းကိုတင်ကောင်ပြောဆိုထားတာဖြစ်ပါတယ်ရဲဘော်ရှင်လျားဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာကြည့်လဲရအောင်နော်ပြောရမယ့်စကားကတော့ရှင်းပါတယ်ကျွန်တော်တို့ A A လာနေပြီ Hey လို့ခေါ်မယ်ပြောလိုက်ပါအဲ့ဒီကောင်တွေအကုန်လုံးတောက်ချင်းမလားတောက်သွားပါတယ်ဘလောက်ထိ အခါကျတော့ A A ULA ကိုကြောက်နေရလဲဆိုရင်တရေတစ်ဖက်မကြုတ်မလွတ်တဲ့ဘဝကိုကြောက်နေတာတောင်မှ AA ဆိုတဲ့အတန်ကြားတာတောင်ဖြောက်တယ်ဆိုတော့ကျွန်တော်ရင်မိပါတွေစဉ်းစားစဉ်းစားကြည့်ပါဒါကြောင့်လည်းပဲမနေ့ကကျွန်တော်တို့သတင်းထွက်ပေါ်လာတဲ့ကျွန်တော်တို့နေရာပြောင်းရွှေ့လာတဲ့ဒုတက်ရေမူကြီးသတင်းပို့ပြီးဒါနဲ့သူ့ခုံတော်မှသူမထမ်းရသေးဘူးအခါကျတော့ AA ရဲ့ဂျာပြတ်တိုက်ခိုက်မှုစနိုက်ပါတိုက်ခတ်မှုအတွင်းမှာဇီဝိချုပ်သွားပြန်တယ် ။ဘာကြောင့်နေရာဒေသတည်တည်မှမကျွတ်မလွတ်တဲ့ကောင်တွေတဝဲလေလေနဲ့သွားရမယ့်ဘုံပြောက်နေတဲ့အခြေအနေတွေကိုကျွန်တော်ကအရင်ဆုံးတင်ပြနေခြင်းဖြစ်တယ်။ဒါဆိုရင်တော့စနိုက်ပါတစ်ခတ်မှုကျွန်တော်တို့ဒါတုတ်တင်ရှင်းလင်းနိုင်တဲ့အားရပွဲအလကားတတော် AA ရဲ့အစွမ်းကိုလည်းပဲတစ်ချက်ကြည့်ကြအောင်ဗျ။ဟုတ်ပြီ။ဒီရဲ့နာမည်ကဒုတယင်းမှုဘုံမှုဝင်းတန်ဖြစ်ပါတယ်။ဒုတယင်းမှုကြီးဘုံမှုဝင်းတန်ဒါတူရဲ့နိုင်ပြစ်စာကိုလည်းပဲကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။အခါတည်းကမှကျွန်တော်သတင်းတင်ဆက်တဲ့အချိန်မှာ ဒါဟိုဘက်ရောက်ကကသူတွေကကျွန်တော်တို့တရင်နဲ့ပတ်သက်ပြီးတော့အတီးကြကြမဖော်ပြဘူးလို့အဲပြီးတော့တို့တို့ရွှေနေလေပေါ့ဗျာဒါမျိုးတွေလည်းတို့ကဒါကောင်တာတွေဝင်လာတာရှိပါတယ်ဆိုတော့အဲနိုင်ဖိဆာကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့တရင်ဘလောက်ထိတိကျလဲဆိုတာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ထုံးစံတိုင်းမဲ့ဒီအသေးစိတ်တက်ခတ်မှုတွေကျွန်တော်တို့တိုက်ပွဲဗီဒီယိုတွေမတတ်မရတွေ့ကိုတော့ကျွန်တော်ရဲ့ Telegram မှာပဲကျွန်တော်ရဲ့မိသားစုဝင်တွေဝင်အောင်ကြည့်ရှုပေးပါဟုတ်ပြီဘုံဝင်တန်နဲ့ပတ်သက်တဲ့မိသားစုဝင်တွေအတွက်တော့စိတ်တော်မကောင်းဘူး ဒုတရင်မှုရဲ့ထိုင်ကုန်ကိုတော့မမထိုင်ရသေးဘူးလမ်းမတင်ပဲစက်ငင်စက်ငင်ဖြစ်ပြီးတော့ထုံးတဲ့အတိုင်းပဲမစီတော်ကချင်မရအဝီစီငရဲကိုဆင်းတော့ပါလေအဝီစီငရဲမရောက်သေးခင်ကာလလေးမှပဲတဝဲလဲလဲတရဲတပတ်ဖြစ်နေအောင်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒီမှာရေဘော်ချန်လီပြောထားတာတော့ပေါ့နော်ကျွန်တော်ခုဆိုရင်စစ်ကောင်စီဘက်ကနေပြီးတော့မှဒုတယင်းမှုဖြစ်ရာထူးတူပေးလိုက်တဲ့ဘုံမှုဝင်းတန်းဆိုတဲ့ကောင်ကတော့ လမ်းခုံးထဲမှာပဲ AES sniper ဆာမီပြီးတော့မှမျိုးစားဖြစ်သွားတာပဲဖြစ်ပါတယ်။ဒါကိုသူရဲ့ပေါ့နော်ကြန့်ရှိခဲ့တဲ့ဆွေမျိုးသားချင်းတွေရနေပြီးတော့မှတရင်ဖုံပြထားပြီးတော့မှ96ပါးယောဂမျိုးနဲ့ပဲတည်ဆုံသွားတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဒီကောင်တွေရနေပြီးတော့မှမျိုးလင်းမျိုးစားတရင်ထိုးလွှင့်ထားတာပဲဖြစ်ပါတယ်ဆိုတော့စစ်ကောင်စီတပ်ဖွဲ့တွေကတော့ကြောက်ဖြစ်မျိုးတင်းတဲ့ဘက်မှာမျိုးစားဖြစ်ဖြစ်မဖြစ်ဘူးဆိုတော့အေပချမ်းကိုဒီလက်နှချအញ្ញံခံမှုတွေမျိုးစားဖြစ်ပေါ်နေတာပဲဖြစ်ပါတယ် မကြာခင်မှာတော့ကျွန်တော်တို့အကျိုးစီးပွားတွေရှိနေတဲ့ပေါ့နော်ချက်ဖြစ်မြို့တိုင်းတပ်ပွဲနဲ့ပတ်သက်ပြီးတော့မှတရင်ကောင်းတွေတွေထပ်ပို့ပြီးတော့မှကြိုက်ဖို့ရှိနေတာဖြစ်ပါတယ်။ကြည့်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အခုရပိုင်းပြည်သူတွေကြားထဲမှာတော်တော်လေးပွဲဆူသွားစေတဲ့ CRPH ရဲ့စီတံမှုတွေနဲ့ပတ်သက်ပြီးတော့မှဦးကြည်မြင့်ကလည်းသူ့ရဲ့မြင်ကိုတုံ့တက်ပြောဆိုထားတာဖြစ်ပါတယ်။ဦးကြည်မြင့်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။ဟိုဒီလိုပြ CDN တွေကိုချင်းမြင့်ဂုံပြုဒါနဲ့ပတ်သက်လို့ကျွန်တော်ကလုံးဝထောက်ခံတယ်အဲ့ဒါနဲ့ပတ်သက်လို့ CDN တွေရဲ့ဒုက္ခတွေရောက်နေကြတယ်လို့ ကျွန်တော်လက်တွေ့မြင်တွေ့နေရတာဟိုလက်တွေ့မြင်တွေ့ရတယ်ဆိုတာညောင်များဆိုတော့လူတွေကမိတ်ဆွေတွေလीအသည့်တွေလीအဲ့လိုအမျိုးတွေတဲတောင်ပါတယ်အဲ့လိုဖြစ်တဲ့အခါကျတော့ CDN နေဟိုလာဂုံပြူတာလာချီယူတာတွေကဒါကျွန်တော်ကလုံးဝထောက်ခံပါတယ်ဒါမှမဟုတ်အဲ့ဒါတွေကဗျာခမရကိုအာနာရလာရင်ဘယ်ချိန်မဆိုထောက်ခံလို့ရပြီသားပဲဥပဒေတွေပြဋ္ဌာန်းနေကြတော့မလို့ဒါအစိုးရ policy ထဲမှာထည့်လိုက်ပြီးပြီးအစိုးရမူဝါဒထဲမှာထည့်လိုက်ဟိုကောင်တော့ဝန်ထမ်းကြော်တင်ဒီအလင်္ကာကြော်တွေ့ရလူတွေလျှောက်ပေးနေကြတာပဲဗျာ တော့ဒီ hari က policy တွေပဲเนาะဟိုကျွန်တော်ထင်တယ် CN နေခြေနဲ့အောင်လုံရင်းတယ်သူကအစ်စ်ထည့်ပေးလိုက်တာပေါ့ညာဘာထည့်လိုက်ပေးလဲဆိုတဲ့အခါကျတော့နန်းစီတဲ့နေကိုအေးယူမယ်ဆိုတဲ့နေရာမှာမရှိမလင်းနေဖြစ်တာပေါ့နော်ဒီနေ့ပဲခင်ဗျညောင်းဦးမှာတတ်အမူလာတန်းကြောင်းအောင်နဲ့သူ့ယောက်ျားကိုသားတွေသမီးတွေရှိမှာပဲအင်းရှိကိုဆွဲထုတ်ပြီးတော့ကတ္တနဲ့ပြတ်တက်သွားတယ်အကြောင်းဖွင့်လို့အကြောင်းဖွင့်လို့အဲ့လိုပဲအနေအားအနှံ့ပြားဒီမှာကိုစဖြစ်နေပြီဆိုတော့ဒီဟာကခင်ဗျအပေါ်ကလူက policy ပဲချတာလေအောက်ကတန့်နေ အခုစနေပြီပေါ့ဗျအဲ့တော့ဘာလဲအဲ့တော့သူကကြောင်းမဖွင့်စေချင်ဘူးလေကြောင်းဖွင့်တယ်ဆိုဟာကြောင်းဖွင့်တာ ਨੇ ခမရအဲ့လောက်ဒီသေးတန်းချရလားဗျာတဘောကအဲ့လိုဟာမျိုးတွေကိုသူအဘွားကောင်းနေကောင်းနေဘာမှတိတ်ကြီးတော့ဘာမလဲဘူးဗျာအဲ့တော့သူတို့တာဝန်ယူမလားကိုလောက်ပြီးညာဦးမှာသူတာဝန်ယူမလားအဲ့ဒါကျွန်တော်မေးပြီ question မေးပြီတဲ့နော်နောက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်ကဒီ Nancy Dian နဲ့ပတ်သက်လို့2021တည်းကကျွန်တော် NU ထောက်ခံရရကျွန်တော်သူတို့ကိုအသုံးသက်အကြံပေးရနေရမှာ တော့အပြုတ်သဘောနဲ့ပြောခဲ့တယ်ဆိုတော့ဆိုဝိဇိုကအရေးယူရမယ်သူစပြောတာသူစပြောတာဟဲ့လားအဲ့တို့မလုပ်နဲ့ခင်ဗျားတို့စီယုံကြီးလည်းပြက်ကုန်မယ်ပြီးတော့ဒီလိုမလုပ်ရဘူးလေကျွန်တော်တို့ဝင်နေ28လောက်လာတာအဲစိတ်ရင်းစကြီးကနေအရာရှိတိပြနှစ်ပေါင်းများစွာလောက်လာတာဆန္ဒပြဝါတိုင်းမှာလည်းပါတယ်ကျွန်တော်ဆိုလို့ချင်း69တော့69တရုတ်ပေါ်မှာဟွာတွေကဆန်ပြတနာတွေကအဲ့ဒီမှာပါတယ်69ပါတယ်ဆန္ဒပြဝါတိုင်းပါပြီမပါတဲ့ဆန္ဒပြဘက်ကိုမရှိဘူးဗျာ84 85အေးလဲယူခံရတယ်ထောင်းလိုက်ချခံရတယ်အဲ့လိုလောက်လာတဲ့ခါကျတော့ကျွန်တော်တို့က ဟိုဝန်ထမ်းတွေဘောရဘူးကျွန်တော်တို့ကသိတာဗောဝန်ထမ်းတွေပါလာပဲဆန္ဒပြဆိုပါလာပဲအဲ့လားသာထုတ်ဖို့ပြန်ရုံးတရသေးတယ်လေမိဘလှုပ်ကြရသေးတယ်မိသားစားမှုတွေအားလုံးကလူမျိုးပြိုနေမှုကြည့်မိဘလှုပ်ကြရတယ်သားသမီးတွေကြောင်းထားသေးတယ်ပါဆိုတော့အဲ့တော့အမ88တောင်းလဲဒီလိုပဲ88ကြီးဖြစ်ခါတဲ့ခါတော့ကျွန်တော်တို့ရုံးမှာဝန်ထမ်း၃ဟာကျော်လောက်ရှိကျွန်တော်မှတ်မိတယ်ခေါ်တယ်ကျွန်တော်တယောက်ပဲရုံးမတက်တော့တာကျွန်တော်တို့ရထုတ်ပြခံရတယ်လို့ဆန်းကားလောက်ရှိတယ်အစိုးရထုတ်ပြတာကျွန်တော်တို့အခုရုံးမြန်တက်တယ်88မှာအကုန်တက်တာပဲကျွန်တော်တို့ရုံးနေမှာအကုန်လုံးရှိသမှအကုန်လုံးပြန်တက်ကြတာပဲအမေအခုကြတော့မှာဗျာ ။အမြဲခုနှစ်ရက်အတွင်းစိုးရပြုတ်ကြမယ်။လာမပြုတ်တလို့ချင်းပြောတယ်ပြောတယ်နိုင်ပြောဆိုပြီးတော့အမြဲအဲ့လိုစီးရုံပြီးတော့အတင်းအတင်းဆန္ဒပြခိုင်းတာအထောအဆိုးဆုံးကတော့ကမူလာတန်းကလေးတွေကကလေးတွေကစာမူဂျူဝါစာကြောက်မတက်နေတော့အတက်ရင်ပဲရန်သူကိုဖြစ်နေတာပေါ့။အလွန်ကြုံနေလောက်တာပေါ့။ဒါတော့မှန်တယ်နော်ကျွန်တော်ပြောရမယ်ဆိုတော့ CRPH အနေနဲ့ဟုတ်ဆိုရင် CDMO တွေကိုထိုးလွှဲလိုက်တာကတို့အောက်ခြေမှာဆိုတော့လူတပွဲချို့ပို့ပြီးတော့မှတွန်းအားဖြစ်စေတဲ့သဘောမျိုးတွေကျွန်တော် ခုဆိုရင်စာပြေတော့မှတည်ရတာပဲဖြစ်ပါတယ်။ NUG ရဲ့လျှောက်မှာရှိနေတဲ့ဒီ MOD တိုင်ရင်တွေဆိုတော့ကျွန်တော်ပြည်သူတွေပေါ်မှာချင်းချောင်းမှုတွေလည်းလွတ်ဆောင်နေတာဖြစ်ပြီးတော့မှတချို့တလေတွေရပါတော့။ချင်းပြစ်ချဆမှုတွေနဲ့သူကျွန်တော်တလန်ပစ်ချမ်းချင်းချင်းတို့မှာပြန်ပြီးတော့မှဖိနေနိုင်ချင်းမှုတွေရှိနေတဲ့ဆိုပြီးတော့မှကျွန်တော်တည်ရတာပဲဖြစ်ပါတယ်။ဒါတွေကိုကျွန်တော်အနေနဲ့ အဓိကရဲရိုတင်းနေတာဖြစ်ပြီးတော့မှအခုချိန်မှာတော့ကျော်တော်တွေနဲ့ဒီနန်းစီတယ်မှုတွေကိုလည်းပေါ့နော်လက်ကန်းချိုဆိုရင်လည်းသူတို့ကိုဒီဖန်စီရဲ့ရိုတက်ဖြတ်မယ်ဆိုတော့ဥပဒေမျိုးကိုလုံးဝမလုံဆောင်တင်းတာဖြစ်ပြီးတော့မှကျော်တော်ဘက်ကနေပြီးတော့မှဖြည်းဖြည်းချင်းစီုံသိမ်းသွင်းဖို့လွမ်းနေတာပဲဖြစ်ပါတယ်သူတို့အနေနဲ့လည်းဒီအတွင်းစီကိုတိရှိထားတာမလို့ပေါ့နော်အဲဘက်ကနေတဆင်ကျော်တော်ဘက်ကိုတရင်ပေးမှုတွေလည်းရှိနေတာပဲဖြစ်ပါတယ်ဒါကိုကျော်တော်ဘက်ကနေပြီးတော့မှတခြားလို့သွတ်ဆပြီးတော့မှအခုချိန်မှာကျွန်တော်တို့မလိုလားရတဲ့ပြဿနာတွေမှဖန်တီးပဲနဲ့ကျွန်တော်တို့ဘက်ချမ်းမှာရှိနေတဲ့ပြဿနာတွေကို ုံဖော်နေကြတဲ့အုပ်စုတွေကိုအရင်ဆုံးရှင်းပြသိနေတာပဲဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ပြည်သူတွေလိုချင်နေတဲ့လုံခြုံမှုကိုအမခံပေးနေတဲ့အဖွဲ့အစည်းအကောင့်တွေပို့ပြီးတော့မှပေါ်ထွက်လာမှာပဲဖြစ်ပါတယ်ဒီကြောင့်လည်းပတ်သက်ပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပြီးခဲ့ကြဖို့မိဘပြည်သူတွေအားလုံးကိုကျွန်တော်ဒီနေရာကနေအားလုံးတောင်းဆိုပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပလဲမြွနဲ့ကန်းတော့ yes ကန်းကိုစစ်ကိုသွားပို့တဲ့ပြည်လေးတပ်ဖွဲ့ဝင်တွေကိုတာစီပိတ်ပင်တဲ့မြမပင်ခိုင်တရင်ရဲ့လိုရဲနဲ့ပတ်သက်ပြီးတော့မှသူတို့ကောင်းဆောင်ဖြစ်တဲ့ပေါ့နော်ဘူတန်မနီးရနဲ့ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တက်ချက်လောက်နားထောင်ကြည့်လဲရအောင်နော် အခုဒေါ်လာရဲ့အဖွဲ့တွေကြားမှာအငင်းပွားနေတာလည်းရှိနေတော့တိတိကျကျသိရအောင်ထပ်ပြီးတော့ကျွန်တော်မေးချင်ပါတယ်ဗိုလ်တံမတိတို့အနေနဲ့ PLA ဆိုလို့ရှိရင်မြစ်ကိုဖျက်မကူးစေနဲ့ဆိုပြီးတော့ policy ချညွှန်ကြားထားတာမျိုးလုံးဝမရှိဘူးလို့တိတိကျကျပြောနိုင်ပါလားခင်ဗျအဲ့လိုလုံးဝမရှိပါဘူးဘာလို့လဲဆိုတော့တို့ကူးလို့ရတယ်ဒါပေမဲ့တို့ရဲ့ဒီခေါင်းဆောင်ပေါ့ဗျ PLA ခေါင်းဆောင်ရဲ့ခီးသွားခွင့်လက်မှတ်တို့ဘာလို့ထုတ်ပေးမယ်ဆိုရင်ကျွန်တော်ကအဲ့ဒါကို ခွင့်ပြုပါတယ်ဗျာဒါကကျွန်တော်ကိုယ်တိုင်လည်းဒါရှမ်းမြောက်ဘက်ကိုရောက်တဲ့အချိန်မှာကျွန်တော် MNDAA ရဲ့ထောက်ခံချက်နဲ့ကျွန်တော်သွားခဲ့ရတယ်အဲ့ MNDAA ရဲ့ထောက်ခံချက်ကခဏကျွန်တော်တို့လုံးဝမဖတ်တတ်တဲ့တရုတ်စာရင်းနဲ့ကျွန်တော်တို့သွားခဲ့ရတယ်ဗျာဒါကဒါရှမ်းမြောက်မှာကျွန်တော်ကိုယ်တိုင်ကြုံခဲ့တာကျွန်တော်တို့ဒီတော်လိုင်းရင်းနေတဲ့နေရာတွေမှာလည်းအဲ့လိုစာရေးစာရင်းလေးမှမပါဘဲနဲ့ဥရောပသွားဝင်ပေးတာဒါအရင်ခင်ကိုကေးရေးတွေဒါလည်းအဲ့တိုင်းပဲအဲ့မှာဘာဖြစ်လာလဲဆိုတော့လုံချုံရေးစီးတွေကတော်တော်ကိုကျိုးပေါက်လာလို့ပါအထူးသဖြင့်ဒီ ဒီဒီလိုစစ်စင်ရေးကာလပေါ့နော်ဘလဲစစ်စင်ရေးကာလမှာဆိုရင်လက်နက်ကန်ကြီးကရှုပ်ချက်ခတ်ပြီးတော့တခါတည်းဥရုံသွားလာနေတဲ့အချိန်မှာဘသူကပါလဲဆိုတော့ဒါတော့တိကွင်ရှိလို့မို့ကျွန်တော်ကအခုလိုမျိုးဟိုတားမြင့်တဲ့သဘောလည်းမဟုတ်ပါဘူးဒါဟိုခီးသွားလက်မှတ်ပါရင်ဖွင့်ပြမယ်ဆိုတဲ့သဘောပါအဲ့ဒါလည်းဒါကဘယ်တက်တယ်မဆိုဘယ်ဟိုတိုင်းရင်းသားဒေသမဆိုဒါကလိုရိုးလို့စင်လှုပ်ထုံးလုံနေပါပဲဗျသူပြောတဲ့ပုံစံရတော့ပါနော်ဟုတ်ဆိုရင်သူတို့ရဲ့ပြည်လေကောင်းဆောင်လက်မှတ်မပါလို့ ဒီကရုစိတ်ကောင်းကိုဖြောက်ခွင့်မပေးဖို့ဆိုတဲ့ပုံစံမျိုးနဲ့ပြန်လည်ပြုတော့မှဖြည့်ရှင်းချပေးထားတာပဲဖြစ်ပါတယ်အဲ့လိုမျိုးပြောနေမှစာကျတို့ဒီစကမ်းသိတဲ့ပွဲတွေကိုဆင်နွှဲနေတယ်ပေါ့နော်ပြည်လေတပ်ဖွဲ့ဝင်တွေနဲ့သူရင်းမပင်တရင်တွေနဲ့ပူပေါင်းပြီးတော့မှလှုပ်ဆောင်တင်တာကိုခေါင်းဆောင်ကိုယ်တိုင်ရနေပြီးတော့မှဒီတွားခွင့်မပေးဘူးဆိုတဲ့ပုံစံမျိုးတွေကပေါ့နော်တော်တော်လေး ရုပ်ပေါ်အကြီးတန်းနေတာပဲဖြစ်ပါတယ်။ NUG ဘက်ကနေပြတော့မှလည်းဖြစ်ဖြစ်သားသားနေနဲ့ကိုရဲ့အုတ်ချေတရဲနေပုံမှာစစ်စစ်ပြီးတော့မှဒီလိုမျိုးတော်လိုင်းရည်တွေဆင်းရဲနေတဲ့အချိန်မှာကိုရဲ့ဒီ MOD လက်ဥမှာမရှိနေတဲ့ပေါ့နော်။ဖွဲ့စည်းတွေကိုလည်းကူညီပြီးတော့မှကျွန်တော်တို့တပေါင်းစုတစ်ခုတည်ဆောက်မရမယ်ဆိုတော့မူဝါဒတွေကိုကိုရဲ့အချက်မှတင်နေတာပဲဖြစ်ပါတယ်။ဒီလိုမှမဟုတ်ဘူးဆိုတော့ကျွန်တော်တို့အညာတွေတက်မှဖြစ်ပေါ်နေတဲ့ဒီပြည်သူတွေအိုးအိမ်မျိုးတက်ဖြတ်မှုတွေခံနေရတယ်ဆိုတော့တတိမျိုးတွေဒီတက်ပို့ပြီးတော့မှကြားနေရအောင်မှာပဲဖြစ်ပါတယ်။ ျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပါသမီးစစ်ပေါ်မှာကနေပြီးတော့မှအခုဆိုရင်တို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြာဆုံးမှုများနေတယ်ဆိုတဲ့အကြောင်းကိုမျော်လင့်မျော်စားပြောဆိုထားတဲ့အားလည်းတို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ကျမတို့ဟိုတက်မတော်ဖက်ကထုတ်ပြန်တဲ့တရင်တွေကလည်းအဲ့လိုဟိုကျမတို့လိုပေါ့အဲ့လိုလေးမထုတ်ပြန်ဘူးလေသူတို့ကစီးနဲ့ပေါင်းလဲဆိုတော့လေအဲ့လိုမျိုးနှောက်ကြတယ်ပေါ့ဇော်မဲလုံးဝမယုံနေသေးတာနော်လူတွေက line မှာပဲကြည့်နေခါကြဘယ်နေရာမှာတိုက်ပွဲဖြစ်နေပြီမသွားရဲဘူးဒီလမ်းကပိတ်နေတယ်အဲ့လိုမျိုးတွေသူတို့ကမီဒီယာလွှင့်နေတဲ့ဟာတွေကအမှားတွေပဲလွှင့်နေခါကြတော့ အပြည်သူလူထုကအဆင်မပြေဘူးပေါ့နော်။အဲတွားရလာရတာတွေအဓိကကတော့အလိုလမ်းတွားနေရတာဗျာအဆင်မပြေလို့ကျမဒီလိုမျိုးလေးပြောပြတဲ့ခါကျတော့ဘာပဲပြောသတင်းမှန်လေးတည်ရတဲ့ခါကျတော့တော်ရုံတန်ရုံတွားစရာရှိရည်တွားလို့ရတယ်။အပြည့်ပြည့်ပြည့်တွေပါမဖြစ်တော့ဘူးပေါ့အဲ့လိုမျိုးလေးပါ။ AR တိုင်းလေးမြင်တာ ပန်းတော်ကြီးဘက်မှာမနေ့ဟိုဟာကြောင်းနေပြန်ပိတ်ထားရပါတယ်တဲ့ချင်း။မနေ့ကလောက်ကထားကြောင်းကိုပြန်ပိတ်ထားရပါတယ်။တဲနီကုံတဲနူကုံရွာဘက်မှာ AA တွေကဝင်လာပြီးတော့ရွာသားတွေစီကဖုန်းတွေကိုအနိုင်ကျင့်ပြီးအကုန်သိမ်းလိုက်တယ်တဲ့။ ပြီးလို့ရှိရင် AA ကစမ်းကြီးတင်းကြိုင်းဘက်မှာဂိတ်လာချလို့တဲ့အမရ344ဓာတ်ကနေပြီးတော့တညလို့ဆက်လိုက်ပြန်ပစ်ပေးပြီးတော့ဆက်တိုက်ပစ်ကူပေးနေရပါတယ်ညဘက်မှာလည်းတိုက်ပွဲတွေရှိတယ်လို့သတင်းတွေသိရှိရပါတယ်ရှင်ပြီးရင်ခစ်တင်မှာခစ်တင်မှာပလောင်သတင်းလေးနောက်ချိုသတင်းလေးအထိနာနေလို့ကြီးလေးကြီးချင်ပါလေး ုံမတီနဲ့ရေမောင်းတန်းကိုတဲ့လက်နဲ့ကြီးရ3လုံးနဲ့အစိတ်ဘုံက38လုံးနဲ့ရိုးရိုးဘုံက35လုံးတို့နဲ့လာကြတယ်တဲ့တို့တင်ဆက်တာနော်အဲ့တော့တက်မတော်ဘက်ကမတရားဘုံမတရားသဖြင့်ဘုံကြီးချတယ်ပေါ့တို့အဲ့လိုတင်ဆက်တယ်အော်အုံမတီနဲ့ရေမောင်းတန်းကတော့အဲ့ဒီဘုံအဲ့ဒီအလုံးရေနောက်ဆိုရင်ပြကြပြီအမှုန်မဲအိမ်မရှိတော့လို့ပြီးရင်တို့ရှုံးနေရင်တို့ဓာတ်တွေယူပတွေလောက်တာထုံးစံဖြစ်နေပြီ အဲ့ဒါဓာတ်ဘုံလို့အစိတ်ဘုံလို့မဟုတ်ဘူးတက်မတော်ဘက်ကချီပုတ်ချီပုတ်ချတာချီပုတ်ချတာအဲ့လိုပဲပြောလိုက်ချင်တော့တယ်ပြီးပကံညာဥပမာဆရာမကြီးတယောက်ကိုတက်သွားတယ်ဆိုတဲ့တရင်ဆရာမကြီးလင်မယားကိုတက်သွားတယ်အမ်လက်နဲ့မရှိတဲ့အเจ้าဆရာမကြီးကိုတက်မှာတော်လည်ရေးလားရှင်မေးချင်တယ်တော်လန်ရေးကအကြောင်းဖွင့်မအကြောင်းဖွင့်တာကိုပိတ်တာတော်လန်ရေးလားကောင်းဆရာမတွေစာတင်ပေးနေတဲ့လူတွေကိုတတ်တာတော်လန်ရေးလားဖြည့်ပေးပါဦး ဒါတော့ဗောနာကျွန်တော်စစ်ကောင်စီဘောမှာထောက်ခံသူရနေပြီးတော့မှအခုဆိုရင်သူတို့ဒီအရာဒီတိုင်းထဲမှာဆိုတော့ A နဲ့ B ရဲ့ပူပေါင်းတဖို့နဲ့နေပြီးတော့မှပြည်သူတွေနိုင်ချင်းပြီးတော့မှသူတို့ရဲ့ပစ္စည်းဥစ္စာတွေခွဲရတယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့ကနေပြီးတော့မှဗောနာပြန်လဲပြောင်းပြန်ဆွဆွဲပြောဆိုထားတာဖြစ်တယ်တကယ်တမ်းကျတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဒီအရာဒီတိုင်းတစ်ခုထဲမှာပဲမဟုတ်ဘဲနေတဲ့နေရာတွေမှာဆိုလဲပြည်သူတွေ ONC ကနေပြီးတော့မှပစ္စည်းတွေခိုးတယ်ပြီးတော့မှချင်းချောင်းမရင်းချင်းမို့တွေလဲလွတ်ဆောင်နေတဲ့အဖွဲ့ဖြစ်တာမဟုတ်လို့ဗောနာဒီကောင်တွေဘယ်လောက်ပဲအားချောင်းပြီးတော့မှတည်င်းတွေကို မုံမှန်မှန်ပြောနေပါစေဖြစ်သူတွေကတော့အမှန်တရားသိရှိနေတာပဲဖြစ်ပါတယ်တစ်ဖက်မှာဆိုတော့ကျတို့ဒီ CR page ကနေပြတော့ပြထားလိုက်တဲ့ NAS CDM တွေကိုအေးယူမယ်ဆိုတော့ဖရီနဲ့ပတ်သက်ပြီးတော့မှဘောမယူကတော်တော်လေးပျော်မြူပြီးတော့မှခုဆိုရင်ဂျင်းတရင်တွေစတင်ထုတ်လွှင့်နေတာပဲဖြစ်ပါတယ်ဒါကတော့ကျတို့အနေနဲ့ခုကလေးရပါတော့တေချာလေးကိုဆစ်ဆက်ပြီးတော့မှအေးယူခိုင်တွေရတော့မဲ့အချိန်နေဖြစ်တာမလို့တော်တော်ပြချလို့တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှလေးနဲ့ထားစဉ်းစားဖို့လွမ်းနေတာပဲဖြစ်ပါတယ် ျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ NLA ပါတီကိုနိုင်ငံရေးအနေနဲ့ပြတော့မှအမြင့်ဖြတ်ရမယ်ဆိုပြတော့မှအားချုံပြောဆိုခဲ့တဲ့ရောဆိုးကိုကိုစီရတယ်ပြတော့မှဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အဲ့ဒီ NLA ပါတီရဲ့အမြင့်ဆုံးအနာပိုင်းဖွင့်ပြတဲ့အောင်ကြီးညော့လက်ရှိကမ္ဘာတိုင်းပြည်မှာမြန်မာနိုင်ငံအဝမ်းမှာတိုင်းဖြတ်ပြည်ဖြတ်တွေလုပ်နေတာဒီဘက်မှာရှိတဲ့ NLA ရဲ့စီစီပိုင်းတွေရောဒီဘက်မှာပြေးလက်ပတ်ပြေးပြီးအကြပတ်လုပ်တဲ့လူတွေအားလုံးကိုကြည့်လိုက် NLA ပါတီရဲ့စီစီပိုင်းတွေစီစီပိုင်းတွေပဲ NLA ပါတီကခင်ဗျ ကျွန်တော်တို့အနာကမှာတော့မရှိသင့်တော့ဘူးကျွန်တော်တို့ရဲ့ကျွန်တော်ကျွန်တော်တို့ရဲ့ဒီဒီကျွန်တော်တို့လူလပိုင်းမှာပေါ့အနာကပြီးရှာတော့ကျွန်တော်တို့ရဲ့နောက်တဲ့တာသမီးကိုကြော်ဆိုးဦးကြော်ဆိုးဦးတာသမီးလက်ထက်မှာ NLD ပါတီကိုလောကတမိုင်းရတယ်အပြီးချောက်မယ်ကျွန်တော်တို့တာသမီးလက်ထက်မှာဒီ NLD ပါတီမရှင်းနိုင်ဘူးတော့ကျွန်တော်လက်ရှိရတယ်ကျွန်တော်ရှင်းပြောက်တယ်အဖြစ်ရှင်းမလားမရှင်းလို့တော့မရဘူး NLD ပါတီပေါ်လာတိုင်းပေါ်လာတိုင်း NLD ပါတီမြေအောက်ကနေကြော်ဆိုးဦးအပြစ်ရှင်းပြောနေနော်တိုင်းပြည်ကခင်ဗျာ10နှစ်ကလည်း15နှစ်လောက်တိုင်းပြည်နောက်ကိုရောက်ရောက်ပါကျွန်တော်တို့အနာကမှာတိုင်းပြည်ကသူ့ရဲ့ဆက်စပ်မပြတ် ခွန်မျိုးတူတက်ဖို့ဆိုရင်တော့ NLD ပါတီဘာမှမရှိဘူး NLD ပါတီနဲ့ပတ်သက်တဲ့တမိုင်းထောက်ထားတယ်ဘာမှမချန်ခဲ့နဲ့အပြတ်ပညာမဲ့အောက်ကန်းစားဆိုတာအဲ့ဒါကိုပြောတာနော်သူတို့စိတ်ထဲမှာ NLD ပါတီဆိုတာဒေါအောင်ဆန်းစုကြည်ဒီ NLD ပါတီဝင်နေလို့အဲ့လိုရုပ်ဝတ္ထုတွေကိုသူတို့အစွဲပြင်ထားတာအဲ့တော့ဒီကြော်စုံဆိုသူတို့မီဒီယာဓမ္မတို့နာမည်ခံပြီးတော့နိုင်ငံနဲ့ချီတဲ့စကားလုံးတွေပြောနေပေမဲ့နိုင်ငံရေးရဲ့သဘောတရားနိုင်ငံရေးပိတ်ပံအခြေခံလေးတော့နားမလဲတဲ့ကောင်မျိုး နော်ကျွန်တော်နိုင်ငံရေးတမမဟုတ်ဘူးကျွန်တော်တာမန်ပြည်သူကျွန်တော် NLD ပါတီဝင်နေမဟုတ်ဘူးဒါပေမဲ့ပြည်သူတယောက်အနေနဲ့နိုင်ငံရေးတိုက်ပွဲတဘောတရားကိုတော့တိကနိုင်ငံရေးစကားပြောမယ်ဆိုနော်အဲ့တော့ NLD ပါတီဆိုတာဖြစ်ပေါ်နေတာရုပ်ဝတ္ထုတွေမဟုတ်ဘူး NLD နေရာမှာအစားတိုက်တဲ့နာမည်ကိုဖက် NLD ပုံစံမျိုးစန့်ချစ်ပဲပေါ်ပေါ်နေလိုက်အဲ့ဒါဒီဘာကြောင့်လဲတဖက်မှာပြည်သူနဲ့စန့်ချင်တဲ့အဖွဲ့အစည်းရှိနေလို့ဒါကနိုင်ငံရေးတိုက်ပွဲတဘောတရားပဲ NLD ပါတီနာမည်ပြီးတော့ဖျက်ပလိုက် မင်းတို့ပြောသလိုအန်တီပါတီဖျက်သိမ်းမယ်ဖျက်သိမ်းမယ်အန်တီဆိုတဲ့နာမည်လုံးဝမတုံးတော့ဘူးမင်းတို့ထင်တာမင်းတို့ကြံ့ဖို့တရားပဲနိုင်မယ်မင်းတို့ကြံ့ဖို့ကိုပြည်သူထောက်ခံလာမယ်မင်းတို့အဲ့လိုထင်တာဆောက်ဘောတွေဒီလားဆောက်ဘောတွေအဲ့တော့မင်းတို့ရဲ့အနာဂတ်အန်တီရဲ့အနာဂတ်ကိုတော့မစိုးရင်နဲ့ငါအန်တီပါတီဝင်လည်းမဟုတ်ဘူးနော်ပြည်သူတွေကပြည်သူတွေရောဒါပေမဲ့တော်ဆိုးဘူးမင်းအနာဂတ်အတွက်မင်းပိုင်နိုင်လားမင်းတည်ရလားအဲ့ဒါလေးပဲစဉ်းစားပါကိုအနာတက်ကိုကိုပူပါကိုလျှောက်တဲ့လမ်းကြောင့် ကိုအနာကကိုကိုပူခိုင်းတာမင်းရှောင်နေတဲ့လမ်းဒီတိုင်းပြည်မှာလူကြီးတန်း90ကျော်64ပါရှိတဲ့ထဲမှာတန်း40ကျော်ကိုမင်းစန့်ချင်ပြီးရှောင်နေတဲ့လမ်းအဲ့ဒါလေးကိုတိပါအဲ့ဒီတဘောတရားကိုတိပါနော်အဲ့တော့ NND ပါတီကိုဖျက်သိမ်းမယ် NND ရဲ့အနာဂတ်ကိုဘယ်လိုလုပ်မယ်ဆိုတဲ့အတွေးခေါ်တဲ့ငါအနာဂတ်ကဘယ်လိုဖြစ်နိုင်လဲငါလျှောက်တဲ့လမ်းကမြန်မာနိုင်ငံမှာလူကြီးတန်း90ကျော်မှာတန်း40ကျော်နဲ့စန့်ကျင်တဲ့လမ်းဆိုတာကိုတိဖို့လိုတယ် ကိုစီရတော့ဗောနော်ဒီကျော်စိုးဖြစ်ဖြစ်နေနဲ့ဆုံးမပြောဆိုသွားတာဖြစ်တယ်။ဒီကောင်တွေကတော့ NLD မြန်မာပြည်မှာရှိနေတာကိုဒါသူတို့အတွက်ဝေကျွေးကြည့်တဲ့ဆိုပြီးတော့မှခံယူထားကြတာဖြစ်ပြီးတော့မှဟုတ်ဆိုရင်မြန်မာတမိုင်းကနေပြီးတော့မှဖယ်ထုတ်ဖို့စူးစမ်းနေကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော် NLD ပါဝင်ကျန်တဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှစစ်ကောင်စီရဲ့အမျက်ဖြတ်ဖြိုချနိုင်ဖို့ဝိုင်းဝန်းစူးစမ်းနေကြတာမို့လို့ မကြခင်မှာတော့ဒီ face တက်နေပေါ့နော်စစ်ခွေးဘုံမှာရုတ်ခိုက်တယ်အချောင်းနေတာတွေတေချာလေးကိုရက်တန့်ပြီးတော့မှကျွန်တော်တို့အနေနဲ့အဆုံးသတ်ပေးနိုင်တော့မှာဖြစ်ပါတယ်ပြီးသူတရားလုံးကတော့ကျွန်တော်တို့ဒီမြေမပြည်မှာရှိတဲ့ကျွန်တော်တို့ရက်တင်ထက်တဲ့ခွင့်ရေးမှာတမရနဲ့တင်စာတပ်ပစ္စည်းတွေအားလုံးကိုအတုံးချပြီးတော့မှရောင်းချကိုချိုးချာနေကြတဲ့အုပ်စုတွေကိုလည်းအခုဆိုရင်တရှိပေါ့ချဆုတော့မယ်ဆိုတဲ့အကြောင်းကိုလည်းတေချာလေးကိုပြောထားတာမဟုတ်လို့ပေါ့နော်မချခင်မှာအလုံးမြန်မှန်းထားတဲ့အတိုင်းပဲကျွန်တော်ဖီရယ်ဒီမိုကရေစီလမ်းစဉ်နဲ့ငင်းချရဲ့စစ်မှာဆိုတော့ပီတိုရီရဲ့လက်ထဲကိုတီချပေါ်ရောက်ရှိလာတော့မယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြရင်လည်း ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပြီးကြတဲ့မြေပပီသူများလုံးထူးချီးဆိုတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းမြေ့ခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချမ်းတဲ့ညချမ်းလေးပတ်စံကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်။